ဒီ NLD ကနေပောက်ခွာလာတဲ့လူတွေကိုဒေါ်ဆန္နာမင်းတို့လို့ဒေါ်ညိုညိုသိန်းတို့လို့နောက်ဒီကုရှစ်ချက်ကမျိုးဆက်ဦးကကိုကြီးတို့နောက်မဦးပင်ဦးစိန်ဝင်းတို့လို့တို့အချင်းချင်းတို့ဇာကောင်ကွဲတားလိမ့်မယ်တို့အချင်းချင်းပြဿနာတက်ကြလိမ့်မယ်သူ့ရိုးနဲ့သူ့ပြန်ထိုးသူ့ရှူးနဲ့သူ့ပြန်ပက်တို့အချင်းချင်းပြန်တက်လို့တို့အချင်းချင်းဇာကောင်ကွဲပြီးတို့အချင်းချင်းပါတီပြတ်သွုံသွားတယ် ဲကျမတို့ဆိုလိုခြင်းနဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တာပဲ။နော်ဒီစကားတွေတကယ်တော့ထုတ်ပြောရမယ့်စကားတွေမဟုတ်ဘူး။အနေဒီကဘယ်ရောက်သွားပြီလဲပေါ့။အဲ့ဒါလေးစပြောပြပါလား။အော်ကျမတို့ NLD ပါတီဆိုတဲ့ဟာကတော့အခုဒီပေါ့နော်နိုင်ငံရေး ဥပဒေပုံမှန်အရာပေါ့နော်နိုင်ငံရေးပါတီများဥပဒေပုံမှန်အရာကျမတို့မှတ်ပုံမတင်နိုင်ခဲ့တဲ့အတွက်နိုင်ငံရေး NLD ပါတီဟာတခမ်းရက်သွားပြီးလို့ကျမကပြောချင်ပါတယ်နိုင်ငံရေးဇက်ပြက်တွေဖြစ်ကြတဲ့ကိုကိုကြီးစန္ဒာမင်းညိုညိုသင်စတဲ့သူတွေကိုအတုံးချပြီးအရှင်းရှင်းဇက်ကောင်းခွဲအောင် လုပ်က NLD ပါတီကိုပါဖြစ်စည်းဖို့စစ်တပ်ကအကွက်ရှစ조사နေတယ်လို့မြို့ညစ်ပုတုမကဖော်ကောင်းလုပ်ပြီးပြောဆိုလိုက်ပါတယ်အခုအတုရောင်ရွေးကောက်ပွဲအတွက်နိုင်ငံရေးဇက်ပြက်တွေငြိမ်းချမ်းရေးစကားပြောပြီးရှေးရှုံးနေ ေကြချိန်မှာအချင်းချင်းစက်ခွက်လူမန်ဖီနေကြဒါလည်းရှိပါတယ်ဒီအချိန်မှာစန်တာမဲညွညွတဲ့နဲ့ရှစ်ဘူးကိုကိုဂျီရိုကိုကြိုးကင်ပြီး NLD ပါတီဝင်တွေနဲ့အချင်းချင်းမညှိညှိအောင်လောက်ကအကွက်ရှစီစဉ်နေတာဖြစ်ကြောင်းမျိုးညစ်ပုတုမကစစ်တပ်နဲ့ဖောမမျိုးညစ်တွေရဲ့အကြံစီကိုဖော်ကောင်းလုပ်ပြီးပေါ်တင်ပြောဆိုလိုက်ပါတယ် NLD ဆိုတဲ့နာမည်ကိုကြားတာနဲ့ကြွကျဲနေတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးလည်းမဖြစ်သင့်ဘူး ဘာလို့လဲဆိုတော့လက်ရှိနာဆာကအစိုးရရဲ့အနီမရီမန်ချက်ကပါတီဆုံဒီမိုကရေစီစနစ်ပါတီဆုံလို့ပြောထားတာဖြစ်တဲ့အတွက်ပါတီလဲဆုံမယ်လူလဲဆုံနိုင်မယ်လက်ရှိမှာအစိုးရကိုယ်တိုင်ခင်းလာတဲ့လမ်းကြောင်းကပါတီဆုံဒီမိုကရေစီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့အတွက် ကျမတို့ Federal ကနေ Confederate မသွားရင်ရပြီဒီညမှာ Federal ကနေ Confederate မဖြစ်သွားအောင်ထိန်းချုပ်နိုင်ရင်ရပြီပါတီဆုံးလို့အစိုးရကိုယ်တိုင်ကကြွေးကြော်ပြီးတော့အစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီကိုအခြေခံနဲ့ Federal ပြည်ထောင်စုကိုတောင်းမှဖြစ်တဲ့တွေအဲ့ဒီပုံမှာချောလဲရောထိုင်ပြီးရေလိုက်ငားလိုက်နေဖို့ပဲရှိလိမ့်မယ်နော် အဲလက်ရှိမှာဥကူကိုကြီးတို့ဒီအဒေါ်ဆန္ဒမင်းဗောဒေါ်ညိုညိုတင်းတို့လက်ရှိဒေါ်သက်သက်ခိုင်တို့ NLD ကနေခွဲထွက်လာတော့မကြိုက်တာဟိုကကြားသေးကိုအတမသွင်းပါတယ်ဘာဖြစ်တယ်ညာရိုးဆောင်ပြောကြတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကိုယ်တိုင်ကိုနတ်ဆက်ကအစိုးရကိုယ်တိုင်ကလူကြသွင်းပြီးတော့နေရာပေးထားတာလေအစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကအတိမတ်ပြုပေးထားတာအစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကနော်နိုင်ငံတော်အဆင့်ဆွေးနွေးပွဲတွေမှာဖိတ်ခေါ်ပြီးတော့တရားဝင်အတိမတ်ပြုထားတာဖြစ်တယ် နော်ဒါကြောင့်မလို့ခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေအစိုးရကဒီပေါင်းဒီနီးလန်းတိုင်ချထားတာဖြစ်တဲ့အတွက်ဒီနီးလန်းတိုင်လိုက်ရမယ်မလိုက်ဘူးဆိုရင်ဘာဖြစ်မလဲခင်ဗျားတို့ဖန်ခံရမယ်ခင်ဗျားတို့ကတော့ဖန်ခံရမခံရမသိချဘူးဘာလို့လဲဆိုတော့တိတ်ပြီးတော့အလူမသိတော့လူသိတဲ့လူတွေဖို့ကတော့ကြိုက်သေးပါဖန်ခံရလိမ့်မယ်နော်ဆိုတော့ကြာကြာဝမ်းမဲ့သွားရုပ်ကြီးဆောင်ရမယ်ဒါပဲရှိတယ်ကြိုက်သေးရှိသေးမကြိုက်သေးဖြစ်စေမချစ်တော့လဲအောင်ခံနိုင်ရမယ်ဘာကြောင့်မချစ်ပဲအောင်ခံနိုင်ရမလဲအစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီစနစ်နဲ့ရွေးကောက်ပွဲကျမှပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ နော်နိုင်ငံတော်တတိတိဆောက်ပါမယ်လို့နိုင်ငံရေးအမခန့်ချက်ပေးထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မကျွန်မတို့က NLD ဆိုတဲ့နာမည်ကြတာနဲ့ချွတ်ကျဲနေကြမလို့ဘူး။ NLD ဆိုတဲ့နာမည်ကိုလည်းမရှိတော့ဘူး။ NLD ပါတီကိုနာဆာကအစိုးရလက်ရှိတက်မတော်အစိုးရကဖျက်တာမဟုတ်ဖဲနဲ့သူတို့ကိုယ်တိုင်ကရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ UEC ကိုနိုင်ငံရေးပါတီမှတ်ပုံတင်မတင်တဲ့အတွက်ပါတီကိုဖျက်သိမ်းလိုက်ခြင်းတာဖြစ်တယ်။အစိုးရကဖျက်လိုက်ခြင်းမဟုတ်ဘူး။ဒါဆိုရင်ပါတီမှတ်ပုံတင်မတင်လိုက်လို့ပါတီပြတ်သွားပြီ။အဲ့ဒီပါတီကိုအမည်အသင့်နဲ့မှတ်ပုံတင်ပြန်ပြီးတင်လို့ရပါလျက်နဲ့မတင်ဘူးတည်။ NLD ကို အမှတ်တကယ်တင်းကုတ်ပြီးတော့အမှန် NLD ကိုအမှန်တကယ်ပြန်တက်နေတာ NLD data ဖြစ်တယ်နော်သူ့ရိုးနဲ့သူ့ပြန်ထိုးထိုးတဲ့လောက်ရက်တွေဖြစ်တယ်အတွေ့အကြုံကျမတို့ကကြားတဲ့ခါနေပြီးတော့လုံမကြီးလုံးပြီးအလုံးမအလုံးမခံနဲ့နော် အန်ဒီဒေါ်စန္ဒမင်းတို့ဒီလည်း NLD ပဲနော်ဥကိုကိုကြီးတို့ဒီဒေါ်စန္ဒဒေါ်ညိုညိုသိန်းတို့စသည်ဖြစ်ပေါ့နော်လက်ရှိပြည်တွင်းမှာရှိနေတဲ့လူတွေနဲ့ပြည်ပမှာရှိနေတဲ့ NLD တွေတို့တို့အချင်းချင်းဝိဝါဒကွဲကြနိုင်မယ်ကျမတို့ကသူ့ရိုးနဲ့သူ့ပြန်ထိုးလိုက်ရင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်လိုက်ချင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်ပြီးသူ့ရိုးနဲ့သူ့ပြန်ထိုးဖို့အတွက်နိုင်ငံရေးသမားတွေကနိုင်ငံရေးပြည်ရယ်ကိုတုံးချမှာပဲဆိုတော့ကျမတို့ကစကားပြောတဲ့အခါမှာလည်းစကားပြည်ရယ်ကိုတုံးရတယ်စကားချင်းစိန်ခွန်းမှာအဲ့ဒီလိုမျိုးဟိုစကားပြောနည်းတွေပါတယ်ဆိုလိုချင်တာက ် NLD ဆွဲနေမဲ့ကြားယုံနဲ့ကြွကြဲနေတာမလို့ NLD ပါတီကိုတင်းကိုလိုက်ခြင်းတယ် NLD ပါတီကိုတင်းတက်လိုက်ခြင်းကကျမတို့မဟုတ်ဘူးတို့ NLD ပါတီဝင်အချင်းချင်းသာဖြစ်တယ်သူတို့လူတွေကသူတို့ပါတီကိုပြန်တက်လိုက်ကြတာအဲ့ဒီအတွက်ဒီ NLD ကနေပောက်ခွာလာတဲ့လူတွေကိုဒေါ်ဆန္ဒမင်းတို့လို့ဒေါ်ညိုညိုသိန်းတို့လို့နော်ဒီကုရှိတဲ့ချက်ကမျိုးဆက်ဦးကိုကိုကြီးတို့ ။နောက်မူပင်ဥစိန်ဝင်းတို့လို့ပြောတင်တာမူပင်ဥစိန်ဝင်းကခုရွေးကောက်ပွဲဝင်မဝင်မသိဘူး။ဘာလို့လဲဆိုတော့လက်ရှိမှာ UIC ကနေပြောအသိမဲ့ပြုတ်ထားတဲ့တနိုင်ငံလုံးတိုင်းတန်နဲ့ဝင်ပြိုင်မဲ့ပါတီကလက်ချိုးရည်လို့ဆယ်ချောင်းမပြေဘူး။ပါတီဆယ်ခုမရှိဘူး။နော်။ဆိုတော့ကျွန်တော်တို့ကဒါကြီးကိုအတိဖိနေထားကြမလို့။အလိုက်တင်လေးရေးလဲငားလိုက်လေးလွတ်ပေးထားမယ်။အဲ့ဒီမှာတို့အချင်းချင်းတို့ဇက်ကောင်ကွဲကြလိမ့်မယ်တို့အချင်းချင်းတက်တနာတက်ကြလိမ့်မယ်သူ့ရိုးနဲ့သူ့ပြန်ထိုးသူ့ရှူးနဲ့သူ့ပြန်ပက်တို့အချင်းချင်းပြန်တက်လို့တို့အချင်းချင်းဇက်ကောင်ကွဲပြီးတို့အချင်းချင်းပါတီပြတ်သွုံသွားတယ် ဒါလည်းကျမတို့ဆိုလိုခြင်းနဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တာပဲ။နော်ဒီစကားတွေတကယ်တော့ထုတ်ပြောရမယ့်စကားတွေမဟုတ်ဘူး။ထုတ်မပြောလို့မရတော့အောင်ကျမကိုပြဿနာရှာနေတဲ့အတွက်ထုတ်ပြောရခြင်းဖြစ်ပါတယ်။ချစ်တော်ကိုမုန်းစကားပြောရအောင်မယ်။ကျမကိုအမှုပွဲစားလာမှငါနဲ့ကျမမကြိုက်ဘူး။ထပ်ပြီးပြောမယ်နော်။ကျမကိုအမှုပွဲစားလာမှငါနဲ့ကျမမကြိုက်ဘူး။နံပါတ်1ကျမအမှုပွဲစားမလုပ်ဘူး။နံပါတ်2ကျမတည်င်းအယောင်ဝင်မလုပ်ဘူး။ ျမကိုရိုင်းရလည်းဘယ်ဝင်ကြီးဘယ်လူကြီးဘယ်ဌာနအောင်မှသတင်းတော့မပေးဘူး။အေးကျမကိုသူများကဘယ်မှာပါဖြစ်နေပါလဲလို့သတင်းလာပေးတယ်။ကျမအဲ့သတင်းကိုမယုံဘူး။အဲ့သတင်းကိုမယုံဘူး။ကျမဘသူပြောတဲ့သတင်းမှမယုံဘူး။ဘာလို့လဲကျမကိုရိုင်းမြင်ရတာကြားရတာမဟုတ်တဲ့တွေ့ကျမသတင်းတွေကိုမယုံဘူး။ဒါကြောင့်မို့ကျမသတင်းလာပေးရင်လည်းမယုံဘူး။ကျမကလည်းသတင်းတမယောက်တော့မပေးဘူး။ကျမသတင်းရောင်းဝယ်မလုပ်ဘူး။နံပါတ်3ကျမစကားရောင်းဝယ်မလုပ်ဘူး။ရုပ်စွာဆုံး ဒီလူတယောက်လူတယောက်နဲ့ကျမနဲ့မတည့်ဘူးပေါ့လူတယောက်နဲ့ကျမနဲ့ပြဿနာတက်တယ်လူတယောက်နဲ့ကျမနဲ့ရန်ဖြစ်တယ်ဆိုပါဆိုအဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီကျမသူ့ကိုဗလက်လေးစင်းရင်တွန်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေအဲ့ဒီလူရဲ့ကောင်းခြင်းဆိုးခြင်းနေကျမစိတ်ဝင်စားအောင်စကားတည်းထည့်မပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျမဘယ်တော့မှစကားတည်းထည့်မပြောဘူးခေါင်းထဲလည်းမထည့်ဘူးလူရမသွင်းတော့ဘူးကျမကိုချစ်တဲ့လူတွေနဲ့ကျမချစ်ရတဲ့လူတွေကိုပဲကျမစကားတည်းထည့်ပြောတယ်။ကျမမုန်းသွားပြီဆိုတဲ့လူတယောက်ကြောင့်စကားတည်းထည့်မပြောဘူး။အဲ့အတွက် ကျမမုံသွားတဲ့လူတယောက်ကြောင့်ကောင်ကျမတတိယအောင်မလို့စကားအောင်မလို့တခြားလူတောင်းတော့ဝေးရောပဲเนาะဆိုတော့မဘုဒ္ဓမဟာသွေနံပါတ်1ကျမအမှုကွဲစားမလို့ဘူးနံပါတ်2ကျမတတိယအောင်မလို့ဘူးနံပါတ်3ကျမစကားအပေးယူမလို့ဘူးဒါကြောင့်မလို့ဒီလိုကိစ္စမျိုးတွေနဲ့ကျမကိုလာပြီးမဆက်သွယ်ကြနဲ့ကျမလုံးဝမကြိုက်ပါဘူးဆိုတော့ကျမကတော့ပြောချင်တာက ကျမတို့ကျမတို့ပေါ့နော်ကျမပါမယ်တခြားသူတော်များများကိုတစ်ဖက်အုပ်စုတွေကအစိမ့်နေလို့တို့ရေဘူးတာအပြင်တတ်မှတ်တာကြတယ်ကျမတို့ခါနေကျမစိတ်စိတ်မစိတ်နေတို့စိတ်ချမှာတော့အနီကိုမထောက်ခံရင်ဒီလူကအစိမ့်မယ်ဒီလူကပေါ်မှာပဲဆိုတော့အဲ့ဒီတော့ကျမကအစိမ့်ကောင်းချောင်းကိုပြောနေလို့ထူးမလားငါတို့အစိမ့်နေရဘလို့ကောင်းမင်းနေတို့နေရဘလို့မကောင်းဆိုပြီးတော့ပြောလို့မရတော့လက်ရှိအချိန်မှာကဈေးကွက်ဟိုဘလို့ပြော marketing ဆင်းတယ်လို့ပဲဟိုမိမိရဲ့ဟိုကုန်ပစ္စည်းတွေကိုကြော်ညာတယ်လို့ပဲ ကိုရီထောက်ခံတဲ့လူဖုတ်ကိုရီကိုရီထောက်ခံတဲ့အဖွဲ့အစည်းတွေကိုအနည်းမျိုးစုံနဲ့ကျမတို့ကအယောင်တင်ပေးရမယ်။အဲဒါကြောင့်မလို့တချို့နေရာတွေမှာစကားပြည့်ရဲတော့ရတယ်။တို့ကျမမပြောဘူးလို့မပြောဘူးလို့တွေးထားပေမဲ့ပြောရအောင်မယ်ဥပမာပေါ့နော်မင်းကကျမပြောလိုက်တဲ့ကိစ္စမျိုးဆိုကျမကဘူးလာဘူးလာဆိုရင်မှန်ပြီဒေါက်တာညိုညိုသိမှားတယ်လို့တွားပြောလို့ရှိရင်နေကအစိမ့်မို့လို့ဒီစကားပြောတယ်လို့လာလိမ့်မယ်အဲ့ဒီတော့ကျမလိုချင်တဲ့ဆိုလိုရင်းကိုရှောင်းအောင်ကျမစကားပြည့်ရဲ့နဲ့တွေဝိုက်ပြီးပြောရတယ် ကျွန်မတွေ့ဝိုက်ပြီးပြောတဲ့ခါကျတော့ကျွန်မပေးချင်တဲ့ message ကိုပြည်သူလူထုကရတယ်။ကျွန်မရုပ်တံဖိုင်ကြီးနားထောင်တဲ့လူတွေကရတယ်။ဒါကြောင့်မလို့ YouTube က comment တွေထဲမှာဝင်ကြည့်သူတို့ရဲ့သဘောထားအများဆုံးကကျွန်မပေးချင်တဲ့ message နဲ့တထည်ရရဲကြတယ်။ TikTok က message တွေဝင်ကြည့်လဲကျွန်မပေးချင်တဲ့ message နဲ့တထည်ရရဲကြတယ်။ဒါပေမဲ့ကျွန်မလည်းခင်မင်ပါတယ်ဆိုတဲ့လူတွေကျွန်မနဲ့နိုင်ငံရေးတွေကိုအမြဲတမ်းဆွေးနွေးလေးရှိတဲ့လူတွေကဒီဆိုလိုရင်းကိုမြင်အောင်မကြည့်နိုင်ပဲလဲကျွန်မကိုရန်ရှာကြတာတွေ့ရတယ်။ မနေ့ကဆိုတော်တော်များများပြဿနာရှာကြတာအထိဖုံးဆက်ပြီးပြောကြတာအထိရှိကြတယ်။အော်စိတ်လည်းစီမလုံးနဲ့လို့ပါတယ်။တာကူးလို့ဘယ်နာမှတာနေလို့ဘယ်ဘက်ကိုကူးရမလဲ။ပြောကြည့်ပါဦးကျွန်မတို့။ လက်ရှိအတိုင်းအတာကလက်ရှိနိုင်ငံရေးခင်းကျင်းမှာလူနဲ့ချမ်းတာလူနဲ့တေပဲချမ်းတာအဘခစ်ကိုထမိန်အမခစ်မှာထမိန်ထုံပြီးအဘခစ်ကိုဘုံမာတယ်မျက်နှာပြောင်တိုက်တဲ့လူတွေသာချမ်းတာတာဘယ်ဘက်ဘက်မှာမတဘူးဟိုဘက်မှာနေရင်လည်းအသက်ခံနေရတာဒီဘက်မှာနေရင်လည်းအသက်ခံနေရတာအကုန်လုံးကအသက်ခံနေရတယ်အသက်ခံနေရတယ်ငတ်နေကြတယ်မိသားစုတွေတေကွဲကွဲနေရတယ်ရှင်ကွဲကွဲနေရတယ်အတိဒုက္ခရောက်နေတယ်တာတဲ့ဘက်ဆိုတာဘယ်ဘက်မှာမရှိဘူးတာတဲ့အခင်းချင်းတစ်ခုကိုရောက်လာဖို့ဆိုရင်စစ်ပောင်နေကျင်းဖို့တဲ့နိုင်ငံရေးပောင်ကျအောင်ချက်ရမယ်ဒါကြမှာတာတဲ့အခြေအနေတစ်ခုကိုရောက်လာနိုင်မယ် တော့တခါတခါဆိုလိုချင်းတဲ့ရည်ရွယ်ချက်တွေကိုမြင်အောင်ကြည့်ဖို့လိုတယ်ကျွန်မအချက်တုံးမုံစက်ကားလေးပြောချင်တယ်